GDB ရဲ့တပတ်အတွင်းစစ်တရင်စီစဉ်ကနေပြန်လဲချုပ်ဆိုလိုက်ပါတယ်။ဒီတပတ်မှာတော့မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့စီးရီးသတင်းတွေကမှအောက်တိုဘာ30ရက်နေ့ကနေနိုဝင်ဘာ9ရက်နေ့အထိရရှိထားတဲ့စီးရီးသတင်းအချို့ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီတပတ်မှာလည်းအကြမ်းဖက်စစ်တပ်ရဲ့စီးရီးတိုးမြင့်မှုတွေစစ်ကြောင်းထိုးမှုတွေကြောင့်နိုင်ငံတော်မှာထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေပါတယ်။စီးရီးအချက်အလက်တွေကိုကြည့်မယ်ဆိုရင်စကိုင်းတိုင်းအတွင်းမှာထိတွေ့တိုက်ပွဲများခြင်း ချင်းပြည်အတွင်းမှာထိတွေ့တိုက်ပွဲတစ်ချိန်မကွေးတိုင်းအတွင်းမှာထိတွေ့တိုက်ပွဲနှစ်ချိန်မန္တလေးတိုင်းအတွင်းမှာထိတွေ့တိုက်ပွဲတစ်ချိန်ရှမ်းပြည်အတွင်းမှာထိတွေ့တိုက်ပွဲတစ်ချိန်ကရင်ပြည်အတွင်းမှာထိတွေ့တိုက်ပွဲ၃ချိန်နဲ့တနင်္သာရီတိုင်းအတွင်းမှာထိတွေ့တိုက်ပွဲတစ်ချိန်တို့ရှိခဲ့တာကိုတွေ့ရှိရပါတယ်။စကိုင်းတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်။ တော်လိုင်းတက်တွေထင်းချုပ်ထားတဲ့ဗမောက်မျိုးကိုစစ်ကြောင်းထိုးလာတဲ့အကြံဖတ်စစ်တပ်နဲ့ရှမ်းနီတက် SNE ပူပေါင်းတက်တွေနဲ့တော်လိုင်းတက်တွေအကြအောက်တိုဘာ30ရက်မနက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲကဗမောက်မျိုးအနီးကနာယကားရွာနဲ့လွတ်အစင်ကုန်းအနီးတဝိုက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အထိနာသွားတဲ့အကြံဖတ်စစ်တပ်ကနောက်ပြန်ဆုတ်သွားတယ်လို့စစ်ရေးသတင်းအရေးမြစ်တွေကပြောပါတယ်။ ဗမောင်းမျိုးနဲ့နာယကရွာက တမိုင်သာကွာဝေးတာဖြစ်ပြီးတော့အကျန်းဖက်စစ်အုပ်စုကလေချောင်းရောလက်နက်ကြီးနဲ့ပါပြစ်ခတ်ပြီးတော့စစ်ကြောင်းထိုးနေတာပဲဖြစ်ပါတယ်။စားတောင်မျိုးမှာအကျန်းဖက်စစ်တပ်နဲ့တော်လန်ရေးတပ်တွေကြားအောက်တိုဘာ31ရက်ညနေပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာအကျန်းဖက်စစ်တပ်ကငောက်ထက်မနေတိုက်ဆုံပြီးတော့လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့စားတောင်မိုးချိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအတည်ပြုထုတ်ပြန်ထားပါတယ်။ အဲ့ဒီအကျန်းဖက်စစ်ကြောင်းမှာအင်အား60ခန့်ပါရှိပြီးတော့တိုက်ပွဲက2နာရီဝန်းကျင်ကြာမြင့်ခဲ့တယ်လို့ဆိုပါရယ်။တိုက်ပွဲမှာလက်နက်ခဲယမ်းတွေတင်းစဲရရှိခဲ့ပါသေးတယ်။ဝက်လက်မျိုးနဲ့ရွာသားကြီးရွာကိုစစ်အင်အားဖြည့်တင်မှုရောက်ရှိလာတဲ့အကျန်းဖက်စစ်တပ်ရဲ့ MI70 ရဟတ်ယာဉ်တစီကို တော်လန်ရေးတပ်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရာခြေထိမှန်သွားတယ်လို့ဝက်လက်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါရယ်။အဆိုပါပြစ်ခတ်မှုကိုနိုဝင်ဘာ၁ရက်မနက်၉နာရီခန့်မှာပြုလုပ်ခဲ့တာပါ။ အဆိုပါရွာသားကြီးချေးရွာမှာရှိတဲ့အကျန်းဖတ်စစ်တပ်ရဲ့အထိုင်စခန်းကိုတော်လန်ပြူပေါင်းတပ်တွေကတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါဗျ။ချောင်းမြို့အဝင်မှာရှိတဲ့အကျန်းဖတ်စစ်တပ်ရဲ့ဂိတ်စခန်းကိုတော်လန်ကြီးပူပေါင်းတပ်တွေကနိုဝင်ဘာ2ရက်မနက်6နာရီခန့်မှာဝင်ရောက်တိုက်ခိုက်ခဲ့ရာအကျန်းဖတ်စစ်သား၄ဦးသေဆုံးခဲ့ပါတယ်။တိုက်ပွဲက10မိနစ်ခန့်ကြာမြင့်ခဲ့တာဖြစ်ပြီးတော့အကျန်းဖတ်စစ်တပ်က၄ဦးသေပြီး၅ဦးဒဏ်ရာရခဲ့ပါတယ်။ တော်လိုင်းရဲဘော်တဦးမြင့်မြတ်စွာကြာဆုံးခဲ့ရသလိုနှစ်ဦးထံရရရှိခဲ့ပါတယ်။အဆိုပါတိုက်ပွဲကိုလျှက်စီးတက်ခွဲ မုံရွာခရိုင် အမှတ်၁၂တရင်တက်ခွဲ၃ CDSOM ဘိုးဆက်ကြာစစ်ကြောင်းနဲ့ချောင်းဦးမြို့နယ်ဘိုးရဲရဲစစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ မုံရွာမန္တလေးလမ်းမိုက်မှာမိုင်းရှာထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကအောက်တိုဘာ31ရက်မနက်9:25မိနစ်ခန့်မှာမိုင်းဆွဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီအကြမ်းဖက်စစ်ကြောင်းကတောဖို့ပြူစောတိရွာကနေထွက်လာတာဖြစ်ပြီးတော့အင်အား15ဦးပါဝင်တယ်လို့သိရပါတယ်။ပရိသာမိုင်း3လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်သားတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Brehaf Army BHA မုံရွာ Dynamite SDF နဲ့ Chandrin Fighter Group CFG တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ချင်းပြည်နယ်တွင်ကထိတွေ့တိုက်ပွဲအကြောင်းကိုပြောပြပေးပါမယ်။ကြည်တိန်မျိုးနဲ့အတွင်းစစ်ချောင်းထိုးလာတဲ့အကျန်းဖတ်စစ်တပ်နဲ့ချင်းတော်လိုင်းတပ်တွေအကြားအောက်တိုဘာ30ရက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရယ်။ တလေးမျိုးကနေချင်းပြင်းတွေကိုထိုးစစ်ဆင်လာတဲ့အကျန်းဖက်စစ်တကတီးတိမ်မျိုးမှာအင်အားဖြည့်နေတာဖြစ်ပြီးတော့မျိုးပေါ်ကနေတိုင်းရင်ဘက်ကိုထိုးစစ်ဆင်နေတာပါအဲ့ဒီစစ်ကြောင်းနဲ့ချင်းပူပေါင်းတက်တွေအကြားမွဲပြီးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာလို့စစ်ရေးသတင်းမြစ်တွေကပြောပါတယ်မခွေးတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်မြိုင်မြို့နယ်တောင်ပိုင်း တရက်ကံပြူစောတိရွာကနေထွက်လာတဲ့ပြူစောတိတူကို တော်လိုင်းတက်ဖွဲ့တွေကနိုဝင်ဘာတရက်မနက်ပိုင်းမှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။နှစ်ဖက်ပြန်လည်ပြက်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်အဲ့ဒီပြူစောတိတိမ့်တန်ထိဆုံးသွားတယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PSC ကအတည်ပြုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PSC မြိုင်ပကဖတရင်တက်ခွဲတက်ခွဲလေးဆက်ကြတောင်းမှန်တက်ဖွဲ့ အညာမြေတပ်ပေါင်းစု ဝင်းပလီပျောက်ကြားတပ်ဖွဲ့ထောင်းညင်အောင်တပ်ဖွဲ့နဲ့ TYK ပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ Everton Land ဘိုင်းမှာအကြီးဆုံးစစ်စခန်းဖြစ်တဲ့နက်ရီကန်ဖြူဟာကုန်းကိုအာရခတ်တတော် AA နဲ့မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာနိုဝင်မာ၄ရက်မှာလဲတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါဗျာ။ လက်ရှိအချိန်တွေမှာတော့နေရီကန်ဖြူပါတဲ့မှာအကျန်းဖတ်စစ်သား300လောက်ရှိနေသေးပြီးတော်လန်ရေးတပ်တွေကဂျားဖြတ်ပိတ်ဆို့ထားတဲ့အတွက်အကျန်းဖတ်စစ်တပ်ကလေကြောင်းကနေပဲထောက်ပံ့မှုတွေပြုလုပ်နေရဖြစ်တယ်လို့သိရပါဗျ။မန္တလေးတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်။မြင်းချံမြို့နယ်လေတစ်ကြီးရွာကအကျန်းဖတ်စစ်အုပ်စုလောက်ခံစစ်သားရဲ ဒူဆော့ထီရိုရဲ့ပူပေါင်းဂိတ်ကိုနိုဝင်ဘာ၄ရက်နေ့လယ်၂နာရီအချိန်မှာဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။တိုက်ပွဲကမိနစ်20ကျော်ကြာမြင့်ခဲ့ပြီးရန်သူတပ်သား၈ဦးသေဆုံးပြီး၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့0ပျောက်ကြားတပ်ဖွဲ့ကအတည်ပြုထားပါတယ်။တိုက်ပွဲအတွင်းမှာအချမ်းဖက်တပ်သားတွေဘန်ကာရဲပြေးပုံးနေချိန်တော်လန်ရေးတပ်ဖွဲ့ဘက်မှ RPG နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူတပ်သားများလွင့်ဆင်ပြီးအထိနာခဲ့တယ်လို့ဆိုပါတယ်။ ရန်သူလက်နက်တွေကိုဝင်ကောက်ဖို့လုပ်နေချိန်မှာအကျန်းဖက်စစ်တပ်ခမာယဆန်ငါမှကား၃စီးနဲ့လမ်းတစ်လျှောက်ပစ်ခတ်မောင်းလင်းကစစ်ကူရောက်လာတဲ့အတွက်ဒေါ်လန်ဟီးပူပေါင်းအဖွဲ့ကခွာစစ်ဆင်ခဲ့ရပါတယ်။အဲ့ဒီတိုက်ပွဲကိုမြင်းချံခရိုင်တရင်9 0ပျောက်ကြားတပ်ဖွဲ့နဲ့ရွှေကန်သားစစ်ကြောင်းမြင်းချံမြို့နယ်ပါခါဖာတို့ပူပေါင်းပြီးတော့စစ်သူကြီး ထောင်စစ်သည်0 colon 5ကစစ်ကြောင်းမှုအဖြစ်နဲ့ဆောင်ရွက်ကရန်ကုန်အကြီးကောင်စစ်ကြောင်းတဲ့ရွှေကန်သာစစ်ကြောင်းနှစ်တို့နဲ့ပူးပေါင်းစီးနင်းတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်။ရှမ်းပြည်နယ်တောင်ရွာငံမြင်းတို့နဲ့အတွင်းမှာရိတ်ခါတဲပြီးပြန်လာတဲ့အချမ်းဖတ်စစ်ကြောင်းကိုရနေကြီးရွာအနီးရောက်မှာဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSN ကအောက်တိုဘာ30ရက်မိုးလဲ2နာရီခန့်မှာဂျားဖြတ်တိုက်ခိုက်ခဲ့ပါတယ်အကျံဖက်စစ်ကြောင်းမှာအင်အား20ခန့်ပါဝင်ပြီးတော့တိုက်ခိုက်မှုကြောင့်အကျံဖက်စစ်သား2ဦးတေကတဦးတန်ရာရပြီးတော့လက်နက်တလက်ရရှိခဲ့ပါတယ်။ကရင်ပြည်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ မြောက်ရီမျိုးနဲ့ရတိတ်ကိုတောင်ပေါက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချမ်းဖက်စစ်တပ်ကိုအော်တိုဘာ30ရက်မှာ KNLA ပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာအချမ်းဖက်စစ်သားတွေထိခိုက်ဒေဆုံးမှုများပြားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာအချမ်းဖက်စစ်သားအနည်းဆုံး73ဦးဒေဆုံးခဲ့ပြီးတော့ဒဏ်ရာရသူများပြားခဲ့တယ်လို့စစ်ရေးသတင်းအင်မတီကပြောပါတယ်။၄ခေကောမျိုးသစ်အနီးမှာအော်တိုဘာ31ရက်ကတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲကအချမ်းဖတ်စစ်တပ်ရဲ့တပ်မ22လက်အောက်ခံခမာရ200တရင်နဲ့တော်လိုင်းပူပေါင်းတပ်တွေကြားတိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပြီးတော့အချမ်းဖတ်စစ်တပ်ကအထိနာပြီးတော့ပြန်ဆုတ်ထွက်သွားပါတယ်။အချမ်းဖတ်စစ်တပ်ဘက်က ထိခိုက်ဒေဆုံးမှုများပြားခဲ့တယ်လို့လည်းစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ကော်ရီမျိုးနဲ့ ထိဖိုးဆန်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကို အောက်တိုဘာ31ရက်ညပိုင်းမှာတော်လန်ရေးပူပေါင်းတပ်တွေကဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်သား၈ဦးထပ်မင်းသိမ်းဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တနင်္လာရီတိုင်းတွင်ကထိတွေ့တိုက်ပွဲအကြောင်းကိုပြောပြပေးပါမယ်။ ်အဝဲခရိုင်တရချောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်ကိုဒေါ်လိုင်ပူပေါင်းတပ်တွေကတိုက်ခိုက်ရာအကြံဖက်စစ်သား၉ဦးထပ်မံတိုက်ဆုံတယ်လို့အဝဲခရိုင်တပ်ပေါင်းစုကသတင်းထုတ်ပြန်ပါတယ်တရချောင်းမြို့နယ်ကြောက်လီကရွာအနီးရောက်ရှိလာတဲ့အချမ်းဖတ်စစ်ကြောင်းကိုအော်တိုဘာလ30ရက်မှာတော်လန်ကြီးတပ်တွေကတိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲတွင်အချမ်းဖတ်စစ်တပ်က9ဦးသေတယ်လို့9ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တော်လိုင်းပူပေါင်းတပ်ဘက်ကလည်းတိုက်ပွဲတွင်ရဲဘော်၂ဦးကြာဆုံးခဲ့သလို၈ဦးဒဏ်ရာရရှိခဲ့တယ်လို့တဝဲခရိုင် တပ်ပေါင်းစုကအသိပေးထားပါတယ်။ဒါကတော့သတင်းမီဒီယာတွေနဲ့မြေပြင်သတင်းအရေးမြစ်တွေကတဆင့်ရရှိတဲ့တပတ်အတွင်းစစ်သတင်းတွေကိုထင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။သတင်းရရှိမှုအခက်အခဲတွေကြောင့်မြေပြင်မှာတိတက်ပုံမိုးတဲ့စစ်ရေးထိတွေ့တိုက်ပွဲတွေရှိနေနိုင်ပါတယ်။ ။နောက်ပတ်တွေမှာလည်းတပတ်အတွင်းရရှိတဲ့စီးရဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ PPTV ရဲ့ YouTube Channel youtube.com/pptv မြန်မာနဲ့ Facebook Page facebook.com/pptv မြန်မာတို့မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်ကတော့ခွန်အောင်ပါ။